အားလုံးပဲမင်္ဂလာပါရှင်ဒီတခါတော့ဥရောပရဲ့ရွှေတကားဝဥရောပရဲ့တောင်တန်းများနိုင်ငံ Adriatic ပင်လယ်ရဲ့ပလဲစားတဲ့မြို့တွေကိုပိုင်ဆိုင်ထားတဲ့ Albania နိုင်ငံရဲ့အကြောင်းကိုဝေမျှခြင်းပါတယ် Albania နိုင်ငံရဲ့တရားဝင်အမိက Albania သမ္မတနိုင်ငံဖြစ်ပြီးဥရောပအရှေ့တောင်ပိုင်းဒေသမှာတည်ရှိနေပါတယ်နိုင်ငံရဲ့စုစုပေါင်းအကျယ်အဝန်းက11,112ရာမိုင်ဖြစ်ပြီးလူဦးရေ1.4တန်းခန့်နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်မြို့နယ်လူဦးရေ6သိန်းခန့်နေထိုင်တဲ့ထီရာနာမြို့ကနိုင်ငံရဲ့မြို့တော်နဲ့အစည်းအဝေးမြို့ဖြစ်ပြီးအခြားထင်ရှားတဲ့မြို့ကြီးတွေက တော့ Duras Blora နဲ့ Shakota စတာတွေဖြစ်ပါတယ်။ Albania ဘာသာစကားကိုရုံးသောဘာသာစကားအဖြစ်သတ်မှတ်ထားပြီးတပြည်ထောင်ပါလီမန်စနစ်သမ္မတစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။အရှေ့ပိုင်းတောင်တန်းဒေသ၊အလဲပိုင်းကုန်းမြစ်ဒေသနဲ့အနောက်ပိုင်းကမ်းရိုးတန်းလွင်မြင်ဒေသတွေကိုပိုင်ဆိုင်ထားပြီး9350ပေမြင့်နဲ့ Corrupt တောင်ထိပ်ကနိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်ပါတယ်။အေရီ300စု Illyrian လူမျိုးစုတွေလက်ထက်မှာတော့ယနေ့ Albania ရဲ့နယ်မြေဟာ Illyrian အမည်နဲ့ရပ်တည်ခဲ့ပါတယ်။ Albania တရှိရာနေရာဟာဖြူအားကြတဲ့ ဆုံမှတ်နေရဖြစ်တာကြောင့်ခေအလိုက်အင်အားကြီးသူတွေမျက်စိကျစရာဖြစ်ခဲ့ပြီးအစီအစက်စစ်ပွဲများစွာဖြစ်ပွားခဲ့ပါသည်။ဒါကြောင့်လည်းဒီနိုင်ငံကိုဘောလ်ကန်ဒေသရဲ့စစ်မြေပြင်လို့လည်းအမည်ပေးခဲ့ကြတာဖြစ်ပါသည်။ရောမအင်ပါယာပြိုကွဲသွားပြီးနောက်မှာတော့ဘိုင်ဇန်တိုင်းအင်ပါယာ၊ဘော်ဂေးရီးယားအင်ပါယာ၊ဆာဗီယာအင်ပါယာတို့ရဲ့လက်အောက်မှာနှစ်ပေါင်းများစွာထပ်နေခဲ့ရပါသည်။အလေခေတ်ကာလမှာတော့ကုန်သွယ်ရေးနဲ့ယဉ်ကျေးမှုဖွံ့ဖြိုးစီကားရာဒေသဖြစ်ခဲ့ပါသည်။၁၅ရာစုအကုန်မှာတော့အော်တိုမန်အင်ပါယာတို့လက်အောက်သို့ကျရောက်ခဲ့ပြီးနှစ်ပေါင်း900ကျော်အထိအော်တိုမန်တို့ရဲ့အုပ်ချုပ်မှုအောက်မှာ ှိခဲ့ပါတယ်။1912ခုနှစ်ပထမဘောလ်ကန်စစ်ပွဲအပြီးမှာတော့လွတ်လပ်ရေးရခဲ့ပြီး MLK မှာကနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။20ရာစုမှာတော့အီတလီတို့ရဲ့ကျူးကျော်မှုကိုခံခဲ့ရပြီးဒုတိယကမ္ဘာစစ်အတွင်းအီတလီနဲ့နာဇီဂျာမနီတို့ရဲ့တိုက်ပိုက်ချင်းကိုခံခဲ့ရပါတယ်။စစ်ပီးချိန်မှာတော့အန်ဘာဟိုဂျာဦးဆောင်တဲ့ကွန်မြူနစ်ပါတီကအာဏာရယူခဲ့ပြီး1992ခုနှစ်အထိကွန်မြူနစ်စနစ်ကိုကျင့်သုံးခဲ့ပါတယ်။1992ခုနှစ်မှာကွန်မြူနစ်စနစ်ပြိုလဲပြီးနောက်ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးခဲ့ပြီးမြန်မာနိုင်ငံ န်ရေးမတည်ငြိမ်မှုတွေစီးပွားရေးပြဿနာတွေနဲ့ကျဉ်းဆိုင်ခဲ့ရပါတယ်1998ခုနှစ်မှာပြည်ရင်းမငြိမ်သက်မှုတွေဖြစ်ပွားခဲ့ပြီး2009နှစ်များအတွင်းမှာမှတဖြည်းဖြည်းနဲ့တည်ငြိမ်လာခဲ့ပါတယ်2009ခုနှစ်မှာ NATO အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး2014ခုနှစ်မှာဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းအဖြစ်အတိအမှတ်ပြုခံခဲ့ရပါတယ်ယနေ့အချိန်မှာတော့ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက်ကြိုးပမ်းနေဆဲဖြစ်ပြီးစီးပွားရေးတဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာနေတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ယက်တီလျက်ရှိပါတယ်အယ်ဘေးနီးယားရဲ့အထင်ရှားဆုံးနေရာတွေထဲကတစ်ခုကတော့ရေအောက်ကြီး ီလီမှုကြောင့်ကြော်ကြားတဲ့အယ်ဘေးနီးယားရီဗီရာကမ်းခြေဒေသဖြစ်ပါတယ်။အဲဟာမီဟီမာရာနဲ့ဆာရနာစတဲ့ကမ်းခြေမြို့ငယ်ရွာငယ်လေးတွေဟာခရီးသွားတွေကြားရေပန်းစားတဲ့နေရာတွေဖြစ်ပါတယ်။မြို့တော်တီရာနာကတော့နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးရှင်ကျေးမှုကန်ထားတွေအတွက်ဗဟုချက်မောက်မြို့ကြီးဖြစ်ပါတယ်။ community ခက်ကအဆောက်အအုံတွေနဲ့ခေတ္တပြည်သူကလက်ရာတွေရောနှောတည်ရှိနေတဲ့စစ်ဝင်စားပွဲမြို့ကြီးဖြစ်ပြီးစကန်ဒါဘတ်ရှင်ပြည်တီရာနာပီရမစ်အမျိုးသားသမိုင်းပြတိုက်တို့တည်ရှိရာမြို့လေးဖြစ်ပါတယ်။အယ်ဘေးနီးယားရဲ့အကြီးဆုံးစိတ်ကမ်းမြို့ဖြစ်တဲ့ဒူရက် US မြို့ကတော့ Yom Market ကလေးကအရေးပါခဲ့တဲ့မြို့ဖြစ်ပြီးရှေးဟောင်းရောမှာအမိုးပွင့်ဆက်ရုံ Venice ရဲတိုက်နိုင်ငံတို့ကိုတွေ့နိုင်တဲ့မြို့လေးဖြစ်ပါတယ်။ Albania ရဲ့တောင်ပိုင်းက Giro Costa မြို့ကလည်းခရီးသွားတွေကြားရေပန်းစားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ကျောက်တုံးတွေနဲ့တိစောက်ထားတဲ့အိမ်တွေကြီးမားတဲ့ရဲတိုက်တွေကြောင့် UNESCO ကမ္ဘာအမွေအနှစ်စာရင်းဝင်မြို့တစ်မြို့အဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။အလဲခေကာလာကဥရောပအရှေ့တောင်ပိုင်းရဲ့အရေးပါတဲ့မြို့တစ်မြို့ဖြစ်ခဲ့တဲ့ Vira မြို့မှာတော့ခန်းနာလာတဲ့အလဲခေသမိုင်းဝင်အဆောက်အအုံများစွာကိုအကောင်ဆုံးထိ င်သိမ်းထားတာကိုတွေ့ရမှာဖြစ်ပါတယ်။တောင်ကုန်းမော်ကအိမ်တွေမှာပရင်းပေါက်များစွာပါဝင်နေတာကြောင့်ပရင်းပေါက်တထောင်မြို့လိုလေတင်စားခေါ်ဝေါ်ကြပြီးဒီမြို့ကလေ UNESCO ကမ္ဘာအမွေအနှစ်စာရင်းဝင်မြို့တစ်မြို့လေဖြစ်ပါတယ်။ Albania ဟာ UNESCO ကမ္ဘာအမွေအနှစ်နေရာပေါင်း၄ခုအထိပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီးတရက်ထဲက Putin ရှီအောင်မြို့ကတော့ Greek ရောမော် Venice နဲ့ Ottoman ခေတ်တွေရဲ့အမွေအနှစ်တွေကိုတွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ Albania ရဲ့ပုံရိပ်တွေမှာပါလိရှိတဲ့ထူးခြားတဲ့နေရာတစ်ခုကတော့ Flu Ain ခေါ်အပြာရောင်မျက်လုံးဖြစ်ပါတယ်။ ယ်ဒီနေရာဟာမြေအောက်ရှိပြင်ကနေရေတွေပန်းထွက်နေတဲ့သဘာဝရှိအိမ်ဖြစ်ပြီးရေရဲ့အရောင်ကစိမ့်ပြာရောင်ဖြစ်နေပြီးအလွန်ကြီးလင်းနှပတာကြောင့်ခရီးသွားတွေကြာရေပန်းစားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အယ်ဘေးနီးယားရဲ့နောက်ထပ်ထင်ရှားတဲ့နေရာတွေကတော့ထားအမျိုးသားအိုရင်ဘာလ်ဘိုနာတောင်ကြားဒေသငါးစတူရမိုင်ကဲကျဲဝေါနဲ့ခေါ်မန်ရေကန်ခေါ်ချာမြို့ဟောင်းနေပြီးအပိုလိုနီးယားရှေးဟောင်းဂရီမြို့ PC 300စုကာလာကတိစောက်ခဲ့တဲ့ရိုဇာဘာရေတိုက်ပြတ်သဘာဝ UNESCO အမွေအနှစ်အဖြစ်သတ်မှတ်ခံထားရတဲ့အော်ရီရှေကန်နဲ့ခရူချာမြို့ရဲ့ စကန်ဒါဘတ်ပြတိုက်စတာတွေဖြစ်ပါတယ်နေထိုင်သူလူဦးရေရဲ့82.600ခန်းတော့ကအယ်ဘေးနီးယန်းတွေဖြစ်ပြီးဂရီမက်ဆိုဒိုနီးယန်ဘလော့ရိုမာစားတဲ့လူမျိုးစုတွေလည်းဒီနိုင်ငံမှာနေထိုင်ကြပါတယ်လူဦးရေရဲ့ထက်ဝက်လောက်ကအစ္စလမ်ဘာသာကိုကိုးကွယ်ကြပြီး9.2%ခန်းတော့ကအရှေ့တိုင်းအော်တိုဒေါက်ခရီယန်7.3%ခန်းတော့ကရိုမန်ကက်သလစ်နေ့တမ900ခန်းတော့ကဘေးကာတာရှိဂိုင်းဝင်တွေနဲ့ဇန်နဝါရီကတော့ဘာသာမိန်အခြားဘာသာကိုးကွယ်သူတွေဖြစ်ပါတယ်နှစ်ပေါင်းများစွာအော်တိုမန်လက်အောက်မှာ နေခဲ့ရာကနေအစ္စလမ်ဘာသာကိုးကွယ်သူများပြားလာခဲ့တာဖြစ်ပေမဲ့ဘာသာရေးနဲ့ပတ်သက်လို့လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ်ကြီးညာထားပါတယ်။စီးပွားရေးဖွံ့ဖြိုးရေးနိုင်ငံတနိုင်ငံဖြစ်ပြီးအထက်စီးပွားရေးလုပ်ငန်းတွေအနေနဲ့စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊တက်ထုတူဖော်ရေးအထည်အလိတ်လုပ်ငန်း၊မော်တော်ကားအစိတ်အပိုင်းတက်ထုတူဖော်ရေးရေနံနဲ့သဘာဝတန်းဝင်စတာတွေကိုလုပ်ကင်ကြပါတယ်။နိုင်ငံသားတွေရဲ့နှစ်စဉ်ပြည်မြ GDP ကအမေရိကန်ဒေါ်လာ9,500ခန့်ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ကတော့ Albanian Lek ကိုအ အသုံးပြုပါရယ်ပညာရေးစနစ်မှာအခြေခံပညာရေးကိုအသက်6နှစ်မှ16နှစ်အထိမတင်မနေရစနစ်ကိုကျင့်သုံးပါရယ်ထီရနာတက္ကသိုလ်ကနိုင်ငံရဲ့အကြီးဆုံးတက္ကသိုလ်ဖြစ်ပြီး1958ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ဒီတက္ကသိုလ်ကြီးမှာတော့စာသင်သားပေါင်း3500ကျော်တက်ရောက်လျက်ရှိပါရယ်လမ်းမဆက်သွဲရေးစနစ်မှာတိုးတက်လာနေပေမယ့်အခြားဥရောပနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်အခြေခံအဆောက်အအုံတွေပုံမကောင်းပုံမလိုအပ်နေပါသေးတယ်အများပြည်သူတည်ယူပို့ဆောင်ရေးအနေနဲ့ကတော့ဘတ်ကားနဲ့မီနီဘတ်တွေပေါ်မှာမိကိုနီရပြီးတော့ရထားလမ်းကြောင်းတွေ ကတော့အကန့်အသတ်ရှိနေပါတယ်။ထီရနာပြည်ပဆိုင်ရာလေးစိတ်ကနိုင်ငံရဲ့အဓိကလေးစိတ်ဖြစ်ပြီးနှစ်စဉ်လေးကြောင်းခရီးသွားဆယ်တန်းကျော်ကိုဝန်ဆောင်မှုပေးနေတဲ့လေးစိတ်လေးဖြစ်ပါတယ်။အယ်ဘေးနီးယားဟာမြေထဲပင်လယ်ယာသီဥတုကိုပိုင်ဆိုင်ထားပြီးတော့တနည်းပတ်လုံးပြင်းပြအပူချိန်ကတော့9ဒီဂရီကနေ24ဒီဂရီဆေးစီးရဲ့အတွင်းမှာရှိနေတတ်ပါတယ်။အယ်ဘေးနီးယားဆိုတဲ့အမည်ဟာအယ်ဘာနီဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီးရှေးခေအီလီရီယန်မျိုးနွယ်စုတစ်ခုဖြစ်တဲ့အယ်ဘာနီလူမျိုးစုကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။အယ်ဘေးနီးယားဟာဥရောပရဲ့ရှေးဟောင်းယဉ်ကျေးမှုတွေကိုထိန်းသိမ်းထားတဲ့နိုင်ငံ င်ငံတစ်ခုဖြစ်ပြီးရိုးရာတိခိတအကပညာရိုးရာဝတ်စားစည်ရင်မှုတွေကိုယနေ့ထိတိုင်ထိမ့်သိမ်းထားစေဖြစ်ပါသည်အထူးသဖြင့်အယ်ဘေးနီးယားရဲ့ရိုးရာဂီတဖြစ်တဲ့အီဇိုခေါ်မတူညီတဲ့အတန်များစွာနဲ့တည်ဆိုတဲ့ရိုးရာတိခိတကိုယူနက်စကိုရဲ့ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားပါသည်အယ်ဘေးနီးယားရဲ့အရှိဆုံးမြစ်ကတော့ဒရင်မြစ်ဖြစ်ပြီးအရှိ189မိုင်ရှိကမွန်တီနီဂရိုနဲ့အယ်ဘေးနီးယားနိုင်ငံတွေကိုဖြတ်သန်းစီးဆင်းတဲ့မြစ်ဖြစ်ပါသည်ဘောလုံးအားကစားကတော့အယ်ဘေးနီးယားရဲ့လူကြိုက်အများဆုံးအားကစားဖြစ်ပြီးအယ်ဘေးနီးယားအမျိုးသားဘောလုံးအသင်း င်းဟာ2016ခုနှစ်မှာမှဥရောပချန်ပီယံရှစ်ပြိုင်ပွဲသို့ပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ဝင်ရခဲ့တာဖြစ်ပါတယ်။အယ်ဘေးနီးယားဟာကမ္ဘာပေါ်မှာဘာသာရေးလွတ်လပ်ခွင့်အကောင်းဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးမတူညီတဲ့ဘာသာဝင်တွေကြားပြဿနာမရှိဘဲနဲ့အတူရှင်တွဲနေထိုင်ကြတဲ့နိုင်ငံတစ်ခုလေးဖြစ်ပါတယ်။1969ခုနှစ်မှ1990ခုနှစ်အထိကွန်မြူနစ်အစိုးရလက်ထက်မှာဘာသာရေးကိုတားမြစ်ခဲ့ပြီးကမ္ဘာပထမဆုံးဘာသာမဲ့နိုင်ငံအဖြစ်ကြေညာခဲ့ပူပါတယ်။အယ်ဘေးနီးယားဟာဒုတိယကမ္ဘာစစ်အတွင်းဇူးလူမျိုးတွေကိုကာကွယ်ပေးခဲ့တဲ့ရှာရှာ ားပါးပါးနိုင်ငံတစ်ခုဖြစ်ပြီးစစ်မတိုင်မီယာဂျူးလူဦးရေထက်စစ်ပြီးချိန်မှာဂျူးလူဦးရေပုံများလာခဲ့တဲ့တခုရီသောဥရောပနိုင်ငံလေးဖြစ်ပါတယ်။အယ်ဘေးနီးယားဟာကမ္ဘာပေါ်မှာရဲတိုင်းနဲ့ခံတပ်တွေအများဆုံးရှိတဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးရဲတိုင်းခံတပ်ပေါင်း158ခုအထိရှိနေတာဖြစ်ပါတယ်။ရဲတိုင်းအများစုကအလဲခေတ်ကာလကတည်ဆောက်ခဲ့တာဖြစ်ပြီးယနေ့ထိတိုင်ကောင်းမွန်စွာထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ကွန်မြူနီကေအတွင်အယ်ဘေးနီးယားဟာကမ္ဘာအထူးကျန်ဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ခဲ့ပြီးဆိုဗီယက်ယူနီယံနဲ့တောင်ဆက်ဆံရေးဖြတ်တောက်ခဲ့ပြီးတရုတ်နိုင်ငံနဲ့သာဆက်ဆံရေးထားရှိ ှိခဲ့ပါတယ်။ဒီကာလအတွင်းနိုင်ငံသားတွေဝေရောက်ခွင့်ကိုတင်းကျပ်စွာကန့်သတ်ခဲ့ပြီးပြပခရီးသွားလာခွင့်ကိုလည်းပိတ်ပင်ခဲ့ပါတယ်။ကွန်မြူနီကေအတွင်းအယ်ဘေးနီးယားမှာခံမှန်းကြီးနှစ်သိန်းခန့်ရှိတဲ့ကွန်ကရစ်ဘန်ကာတွေကိုတိစောက်ခဲ့ပြီးယနေ့ထိတိုင်နိုင်ငံအနှံ့မှာဒီဘန်ကာတွေကိုတွေ့နိုင်ပါသေးတယ်။တချို့ကဟော့တိန်စားတောက်ဆိုင်အမှုပညာပြခန်းတွေရဲ့ဖြစ်ပြန်ပြောင်းအသုံးပြုထားပါတယ်။တဘာဝအလားအပါတွေနဲ့ရင်းချင်းမှုအမွေအနှစ်တွေပေါ်ကျွေဝပြီးခရီးသွားလုပ်ငန်းတစ်ပြေးပြေးဖွံ့ဖြိုးလာနေတဲ့အယ်ဘေးနီးယားနိုင်ငံကိုနှစ်စဉ်နိုင်ငံတကာခရီးသွား၆တသမ၄သန်းကျော်အထိလာရောက်လေပ တ်လေးရှိပါတယ်။ဒါလို့ဆိုရင်တော့ဥရောပကအယ်ဘေးနီးယားနိုင်ငံရဲ့အကြောင်းကိုအတော်လေးတည်သွားလောက်ပြီးထင်ပါတယ်။နာဆင်သူတူတာဆိုမိတ်ဆွေအပေါင်းရွှေလန့်ချမ်းမြေကြပါစီရှင်။